ဂျာမနီရဲ့တပ်သား drone တွေကယူကရိန်းကိုအသာစီးရစီမှာလားစစ်မြေပြင်မှာ drone တွေနဲ့ပွက်လောရိုက်နေပါတယ်ဒါပေမဲ့ရုရှားကဒါတွေကိုဘယ်တော့မှမမျှော်လင့်ခဲ့ပါဘူးရုရှားတန်ကြာကတွေကို ဖောက်ထွင်းဝင်ရောက်နေတဲ့ဒီကာမီကာစီ drone တွေဟာတပ်သားနဲ့လုထားတာဖြစ်ပါတယ်ဂျာမနီကခေတ်သစ်စစ်ပွဲရဲ့ဇက်ညွှန်းကို ပြောင်းပြန်လှန်လိုက်ပါပြီကမ္ဘာစစ်ထုတ်ထအကြီးဆုံးစီးပွားရေးနိုင်ငံဟာယူကရိန်းကို ရန်သူနယ်မြေအတွင်းနက်ဆိုင်စွာတိုက်ခိုက်နိုင်အောင်ကူညီနေပါတယ်ခန်းထားတဲ့ဂျက်လီရင်တွေဒါမှမဟုတ် ဒေါ်လာဘီလီယံနဲ့ချီတဲ့ဒုံးကြီးတွေနဲ့မဟုတ်ပဲစမတ်ကြပြီးအုပ်စုလိုက်ပြန်တန်းနိုင်တဲ့တစ်သားလင်ရင်တွေနဲ့ဖြစ်ပါတယ်။ဒါဟာမယုံနိုင်စရာလို့ထင်ရပါတယ်။ဒါပေမဲ့နေပြည်တော်ကပူတင်ရဲ့တပ်ဖွဲ့ဝင်တွေအတွက်တော့ဒါဟာအတိတ်ပဲရှိနေပါတယ်။ဒါဆိုဒီတစ်သားဒရုန်းတွေဟာယူကရိန်းရဲ့လက်နက်တိုက်ထဲကအသေးပြောက်အများဆုံးလက်နက်တစ်ခုဘလို့ဖြစ်လာတာလဲ။ပြီးတော့ရုရှားရှင်းရှင်းလင်းလင်းရှုံးနေနေတဲ့ဒီဒရုန်းစစ်ပွဲမှာနောက်ဘာတွေဖြစ်လာအောင်မလဲ။ကဲဒါကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင်။ ယူကရိန်းကိုစင်စက်မပြတ်ထောက်ပံ့နေတဲ့ဂျာမနီရုရှားရဲ့2022ခုနှစ်ဖေဖော်ဝါရီလကျူးကျော်မှုအပြီးရုရှားနဲ့ယူကရိန်းကြားအပြည့်အဝဆက်ပွဲဆဖြစ်ကြတဲ့ကဂျာမနီဟာယူကရိန်းကိုစစ်ရေးအကူအညီအ धिक ထောက်ပံ့သူတွေကတနိုင်ငံဖြစ်ပါတယ်2024ခုနှစ်ကုန်မှာဂျာမနီအစိုးရဟာယူကရိန်းအတွက်နှစ်နိုင်ငံအကြားအကူအညီအနေနဲ့ဒေါ်လာ49ဘီလီယံလောက်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်ပြီးတော့အဲ့ဒီအကူအညီတွေဆက်လက်ရောက်ရှိနေဦးမယ်ဆိုတဲ့လက္ခဏာတွေအများကြီးရှိပါတယ် 2025ခုနှစ်ဖေဖော်ဝါရီလရွေးကောက်ပွဲပြီးဂျာမနီရဲ့အစိုးရတဲ့ဟာလက်ရှိဝန်ကြီးချုပ် Olaf Scholz ရဲ့အစိုးရထက်ယူကရိန်းရဲ့ကာဝေးရေးအတွက်ပိုပြီးစိတ်ပိုင်းဖြတ်ထားပုံရပါတယ်။ဒါပေမဲ့သူရာရုကမစင်ခင် Scholz ရဲ့အစိုးရကယူကရိန်းကိုလက်ဆောင်တစ်ခုခြံထားခဲ့ပါတယ်။မက်လာ19ရက်နေ့မှာထွက်ခွာတော့မယ်အစိုးရကဗန်နာရေးပြည်ပြောင်းလဲမှုအစီအစဉ်တွေကိုလွှတ်တော်အမတ်တွေအတီးပြူပြီးနောက်2025ခုနှစ်အတွက်ယူကရိန်းကို နောက်ထပ်ဒေါ်လာ3.4ဘီလီယံစည်ရေးအကူအညီပေးဖို့သဘောတူခဲ့ပါတယ်။ Shorts ကဒီလိုအတိုင်းအတာထိအကူအညီတွေအတွက်ငွေချေးတက်တာခွင့်စည်းမျဉ်းတွေကို short ပေါ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒါပြင်2026ခုနှစ်ကနေ2029ခုနှစ်ထိဘန်နာရေးဝန်ကြီး George Gukis ကယူကရိန်းအတွက်နောက်ထပ်ဒေါ်လာ6.3ဘီလီယံစည်ရေးအကူအညီခွင့်ပြုပေးဖို့စီစဉ်ထားပြီးစုစုပေါင်းဒေါ်လာ12.4ဘီလီယံကျော်ဖြစ်လာမှာဖြစ်ပါတယ်။ဒီနေ့ထိဂျာမနီရဲ့အကူအညီတွေထဲမှာ American Low Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်၃ခု IRIX TSLM ၆ခုနဲ့ IRIS TSLS လေကြောင်းရန်ကာကွယ်ရေးစနစ်၅ခုပြီးတော့ Gabbat ကိုတိုင်တွန်းအား၃တန်ကြပ်ကလေကြောင်းရန်ကာကွယ်ရေးအမြောက်စနစ်60နဲ့တခြားလက်နက်အများအပြားပါဝင်ပါတယ်။ဒါပေမဲ့လက်တလောလအနေငယ်အတွင်းမှာတော့တောက်ပမှုမရှိသလိုကုန်ကြစရိတ်လည်းအများကြီးတက်တာတဲ့အကူအညီပုံစံတစ်ခုကယူကရိန်းတွင်စစ်မြေပြင်မှာအကြီးမားဆုံးအပြောင်းအလဲကိုဖြစ်စေခဲ့တယ်လို့ဆိုနိုင်ပါတယ်။ အခုပြောနေတာကတော့ drone တွေအကြောင်းပါထောက်ပံ့ရေးပုံစံအသစ်နဲ့ဂျာမနီဧပြီလ17ရက်နေ့မှာဂျာမနီကာကွယ်ရေးဝန်ကြီးဌာနကယာယီဝန်ကြီး Boris Pistorius က Brussels မြို့မှာကျင်းပတဲ့ Ukraine ဆက်သွယ်ရေးအဖွဲ့အစည်းအဝေးမှာဂျာမနီရဲ့စစ်ရေးအကူအညီအသစ်တရက်ကိုကြေညာခဲ့ပါတယ်။အဲဒီအကူအညီတွေထဲမှာလမ်းညွှန်တုံးကြီးတွေနဲ့မြေပြင်စောင့်ကြည့်ရေးရေဒါတွေနောက်ထပ်အမြောက်ကြည်စံတသိန်း Marder ချိန်လင်တိုက်ခိုက်ရေးယာဉ်25စီး Leopard 1A5 တင့်95စီ Manpax မြေပြင်အခြေပြု၄ချောင်းရန်ကာကွယ်ရေးစနစ်120အမြောက်စနစ်14ခုနဲ့နောက်ထပ်ထောင်လန်းရေး drone 300ပါဝင်ပါမယ်ထောင်လန်းရေး drone တွေကြီးပဲဆိုရင် Germany ဟာ Vector drone 619စီ RJ35 Hydran 684စီ Soundbat 211စီ Onnet XR 46စီ Golden Eagle 60စီ VD4 Rochan 2စီနဲ့ Primogo 1 78စီးတို့ကို ပေးပို့ပြီးပြီဒါမှမဟုတ် ပေးပို့ဖို့ကတိပြုထားတယ်လို့ဆိုနိုင်မယ်ဆိုနိုင်ပါတယ်ဒီ drone တွေဟာ Ukraine တပ်ဖွဲ့ဝင်တွေအတွက်အင်မတန်အားတက်စရာဖြစ်ခဲ့တာအမှန်ပဲထင်ပါတယ်သူတို့ဟာ Ukraine ရဲ့အမြောက်တပ်နဲ့တိုက်ခိုက်ရေး drone တွေဖြတ်စည်းဖို့အတွက်ထိုးစစ်ဆင်မဲ့ပြစ်မှတ်တွေကိုရှာဖွေဖော်ထုတ်ရမှာအဖိုးမဖြတ်နိုင်ဘူးလို့ရုရှားရဲ့တိုက်ခိုက်မှုတွေကိုရှာဖွေပြီးတားဆီးရမှာလေအကူအညီဖြစ်စေပါတယ်ဒါပေမဲ့ဂျာမနီဟာ Ukraine ကိုသူ့ရဲ့အဆင့်မြင့်ဆုံးတိုက်ခိုက်ရေး drone တချို့ကိုလည်းထောက်ပံ့ပေးခဲ့ပါတယ် ပြီးတော့အဲ့ဒီ drone တွေဟာရှေ့တန်းမှာရောရှေ့တန်းရဲ့နောက်ွယ်မှာပါရုရှားသမ္မတဗလာဒီမာပူတင်ကိုအကြီးအကျယ်ခေါင်းကိုက်စေပါတယ်။အခုပြောနေတာကဂျာမနီကုမ္ပဏီ Helsing ကထုတ်လုပ်တဲ့ HF1 drone အကြောင်းပါ။ဒီ drone တွေထဲမှာစစ်မြေပြင်မှာအသာသီးရစေမဲ့ခေတ်မီနည်းပညာတွေအပြည့်ထည့်သွင်းထားပါတယ်။ဒါပေမဲ့သူတို့ရဲ့ထူးခြားဆုံးအချက်ကတော့သူတို့ရဲ့ကိုယ်တွေတွေကိုတာမန်ထပ်သားနဲ့ပြုလုပ်ထားတာပဲဖြစ်ပါတယ်။စစ်မြေပြင်ကတပ်ဖွဲ့ဝင်တွေရဲ့စီရင်ခံစာတွေက HF1 တွေကိုတန်ကြပ်ကာရင်တွေနဲ့ လေချောင်းရံကာဝေးစနစ်တွေကနေတဲယူပို့ဆောင်ရင်းနဲ့ကိုလောင်ကုန်းလောင်ယုံတွေအထိပြစ်မှတ်မျိုးမျိုးကိုတိုက်ခိုက်ဖို့အသုံးပြုနေတယ်လို့သိရပါဗျ။ပြီးတော့28မိုင်ကနေ30မိုင်အထိရောက်နိုင်တဲ့ပတ်လေအကွာဝေးနဲ့ Ukraine drone operator တွေက HF1 တွေဟာမမျှော်လင့်ထားတဲ့ရှေ့တန်းရဲ့နောက်ွယ်ကတည်ငြိမ်နေတဲ့နေရာတွေကိုတောင်ရောက်ရှိနိုင်တာကြောင့်ရုရှားအတွက်အင်မတန်အံ့အားသင့်စရာတွေဖြစ်စေလို့သိရပါဗျ။ ဒါက operator တွေကိုရန်နာထားတဲ့ရက်ထားတဲ့ယာဉ်တွေဒါမှမဟုတ်ခြေတန်းကိုမရောက်ခင်အဆောင်ရှောင်မရှိတဲ့စစ်သားတွေကိုစစ်သားတွေလိုပြစ်မှတ်တွေကိုဖမ်းပြီးဖို့အခွင့်အရေးပေးပါတယ်။တစ်သား drone HF1 ကဘယ်လိုမျိုးလဲ? HF1 ကိုအဓိကအဖြစ်အထက်သားနဲ့ပြုလုပ်ထားတာကြောင့်လက်နက်ရဲထုတ်လုပ်မှုကုန်ကျစရိတ်ကိုရှော့ချနိုင်ပါတယ်။ဒီလို ပေါ်ပါပြီးပျော့လွယ်တယ်လို့ဆိုနိုင်တဲ့ပစ္စည်းဟာတိုက်ပွဲရဲ့အခက်အခဲတွေကိုခံနိုင်ရည်ရှိမှာမဟုတ်ဘူးလို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့ operator တူကရှင်းပြတာကတော့ လေရင်ကိုဘယ်ပစ္စည်းနဲ့လှုပ်ထားလဲဆိုတာကအဓိကမဟုတ်ပါဘူး။ပြန်တန်းနိုင်သူရေဘယ်ပစ္စည်းကိုမဆိုသုံးနိုင်ပါ रे ။တစ်သားနဲ့ပဲဖြစ်ဖြစ်၊မြုပ်နဲ့ပဲဖြစ်ဖြစ်၊ 3D printer နဲ့ပုံနှိပ်ထားတာပဲဖြစ်ဖြစ်လှုပ်လို့ရပါ रे ။တစ်သားနဲ့လှုပ်ထားတာကပိုကောင်းအောင်ကောင်းပါသေးတယ်။ဘာလို့လဲဆိုတော့ radar ကိုမဖမ်းနိုင်မဖမ်းမိနိုင်တယ်လို့အဝေးကနေလက်ပတ်ဖို့လဲပိုပြီးတင့်တော်လို့ပါ रे ။အခုတစ်သားဆိုတာ radar အတွက်လုံးဝမမြင်နိုင်တာတော့မဟုတ်ပါဘူး။အထူးသဖြင့်ခင်မီအစင်းမြေ radar စနစ်တွေအတွက်ပေါ့။ ဥပမာအဖြစ်အမေရိကန်ရဲ့အကောင်းဆုံး start စနစ်ဟာ New Orleans ကနေ New York ကနေရာတစ်ခုကိုပြစ်လွတ်လိုက်တဲ့ baseball ဘောလုံးကိုတော့ခြေရာခံနိုင်တယ်လို့ဆိုကြပါဗျ။ဒါကြောင့်တစ်ပင်တွေကိုတော့သူတို့ဖမ်းမိနိုင်မှာသိကြပါဗျ။တစ်သားလေရင်တွေဆို ပို့ဆိုးတာပေါ့။ဒါပေမဲ့တစ်သားက radar ရဲ့အာရုံခံနိုင်စမ်းကိုတိတိတတ်တာ short ချပေးပါဗျ။အထူးသဖြင့်အဆိုတက်နေတဲ့တစ်သားကို အသုံးပြုရင်ပုံမှန်ပါဗျ။အထက်သားဆိုတာသူ့လိုလိုအဆိုတက်နေတဲ့ပစ္စည်းတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့လေတဲကအစိုးတက်ကိုဆုပ်ယူနိုင်ပြီးသူ့ရဲ့အရွယ်စားနဲ့ခိုင်ခန့်မှုဂုဏ်သတ္တိတွေကိုလည်းအဲ့ဒီအတိုင်းပြောင်းလဲနိုင်လို့ပါဒါပေမဲ့ရေချောင်းပျက်စီးတာနဲ့ဆုပ်ယူမှုကိုပိုကောင်းအောင်လုပ်ဖို့အတွက်အထူးကော်ရီနဲ့အပေါ်ယံအလှော်ရီနဲ့ပြင်ဆင်နိုင်ပါတယ်ပြီးတော့ HF1 မှာအဲ့ဒီလိုလှုပ်ထားပုံရပါတယ်သူရဲ့ထက်သားကိုရေကရေဒါရဲ့အာယုံခံနိုင်စွမ်းကိုရှော့ချပေးပြီးအပူလျက်ကဖြင့်လှုပ်ဆောင်ပေးတာကြောင့် drone ရဲ့အနီးအောက်ရောင်ကြီးလက္ခဏာကိုညှော်နှဲစေပြီးလေကြောင်းရန်ကာဝေးရေးစနစ်တွေရေဒါနဲ့ပဲဖြစ်ဖြစ် အပူရှာဒုံးကျည်တွေနဲ့ပဲဖြစ်ဖြစ်ဒါမှမဟုတ်အမြောက်စနစ်တွေနဲ့ပဲဖြစ်ဖြစ်ရှာဖွေတွေ့ရှိပြီးတိုက်ခိုက်ဖို့ပိုခက်ခဲစေပါတယ်ပြီးတော့ထူးထူးခြားခြားတိဆောက်ထားမယ်တစ်သားကိုယ်တွေကပြန်တမ်းမှုစွမ်းဆောင်ရည်ကိုဘာဆိုးကြုံမှမပေးပါဘူးဂျာမနီကာဝေးအေးဝန်ကြီးဌာနရဲ့အဆိုအရ HF1 1050စီကိုယူကရိန်းကို ပေးပို့ပြီးပြီဖြစ်ပါတယ်အဲ့ဒီတဲက600ကိုဇန်နဝါရီလမှာပေးပို့ခဲ့ပြီးမတ်လ18ရက်နေ့ကနေဧပြီလ17ရက်နေ့အတွင်းမှာအစီး150ပေးပို့ခဲ့ပါတယ် ထုတ်လုပ်သူ Helsing ရဲ့အဆိုအရယူကရိန်းဟာဂျာမနီရဲ့ငွေကြေးထောက်ပံ့မှုနဲ့ HF1 စုစုပေါင်း4000ကိုမှာယူထားပါတယ်။သူတို့ဟာထပ်သားနယ်ပယ်ပြုလုပ်ထားတဲ့ OV အစ်စ်မြင့်နဲ့ HX2 လေးထဲမှာဝဲပြန်နေတဲ့လက်နက်6000ကိုလည်းမှာယူထားပါတယ်။အဲ့လာတွေအကြောင်းကိုနောက်ပိုင်းမှာပို့ပြီးအသေးစိတ်ဆွေးနွေးသွားပါမယ်။အခုသူတို့ကကဘာပေါ်မှာအကြီးဆုံးတိုက်ခိုက်ရေး drone ထုတ်လုပ်သူတွေကတခုလို့ပြောဆိုနေကြပါဗျ။ Helsing ဟာ drone တွေကိုချိတ်ဆက်ပေးတဲ့ Ultra platform အပါအဝင် hardware နဲ့ software နှစ်မျိုးလုံးကိုထုတ်လုပ်ပါတယ်။ပူရဲတီထောင်သူ Next Class Scholar ပြောသလိုကျွန်တော်တို့က electronic ဘိုင်းမှာမဟုတ်ဘဲ software ဘိုင်းမှာခက်ခဲတဲ့ပြဿနာတွေကိုဖြေရှင်းပေးတာပါတဲ့။ပြီးတော့သူတို့ရဲ့ဖြေရှင်းနည်းကစစ်မြေပြင်မှာအမှန်တကယ်အပြောင်းလဲဖြစ်စေပုံရပါတယ်။ April လယ်ပိုင်းက Background Oblast ကတိုက်ခိုက်ရေးမှတ်တမ်းဗီဒီယိုရာ Ukraine တွေဟာရှေ့တန်းရဲ့အနည်းဆုံးမိုင်30กว่าမှာတိုက်ခိုက်မှုတွေလုပ်ဆောင်ပြီး HF1 တွေကိုအသုံးပြုပြီးရုရှားရဲ့ Panzer S1 နဲ့ Back M3 Radar စနစ်တွေကိုဘလို့အောင်မြင်စွာဖျက်ဆီးခဲ့တယ်ဆိုတာကိုဖော်ပြထားပါတယ်။ HF1 drone တွေကြောင့်ယူကရိန်းတွေအသာစီးရလာ။တကယ်တော့ရန်သူနယ်မြေတွင်းအဝေးကြီးမှာယူကရိန်းရဲ့တိုက်ခိုက်မှုတွေတိုးလာတာကိုကြည်ကျင်းအဖြစ်ရုရှားတွေဟာစစ်မြေပြင်မှာပေါ်လာတဲ့အစစ်မြေယူကရိန်းတိုက်ခိုက်ရေး drone အများပြားကိုဘလို့တုံ့ပြန်ရမလဲဆိုတာကိုရုံးကန်နေရပါတယ်။ဒါဆို HF1 ကိုဘာကအသာစီးရသေးတာလဲ။ HF1 ဟာလျှက်စစ်ဓာတ်အားနဲ့မောင်းထင်ပြီး X ပုံသဏ္ဍာန်အတောင်ပံပါရှိပါတယ်။ X ပုံသဏ္ဍာန်အပြင်အဆင်မှာအတောင်ပံ၄ခုနဲ့ရဟတ်တွေပါဝင်ပါဝင်ပါတယ်။ဒါဟာအမြောင်များထုတ်လုပ်ဖို့အတွက်ကုန်ကျစရိတ်တက်တာအောင်ဒီဇိုင်းထုတ်ထားပြီး Helsing ရဲ့ Ukraine မှာရှိတဲ့ကျယ်ပြန့်တဲ့အတွေ့အကြုံပေါ်အခြေခံပြီးတီထွင်ဆန်းသက်ထားပါတယ်။တကယ်တော့နောက်ဆုံးအဆင့်မြင့်တင်မှုတွေကို Ukraine တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီးလှုပ်ဆောင်နေတာဖြစ်ပါတယ် Ukraine တပ်ဖွဲ့တွေဟာ HF1 drone ကိုကိုယ်တိုင်မောင်းနှင်နိုင်ပြီး ချိုတင်တက်မှတ်ထားတဲ့ပြစ်မှတ်တွေစီကိုလမ်းညွှန်နိုင်တယ်လို့ပြန်တမ်းမှုရဲ့နောက်ဆုံးအဆင့်မှာရုရှားရဲ့ electronic စစ်စင်ရေးကိုရှောင်ရှားဖို့အတွက်အဆုံးသက်လမ်းညွှန်မှုကိုအားကိုးနိုင်ပါတယ်။ဒါ့ပြင်မဲ့ဒါအပြင်ပြစ်မှတ်တွေကိုသူ့လိုလိုရှာဖွေတွေ့ရှိနိုင် ခွဲခြားတက်မှတ်နိုင်ပြီး log chain နိုင်တဲ့ onboard AI လည်းတက်ဆင်ထားပါတယ်။ HX2 လိုပဲ 600M နဲ့ 700M နှစ်ခုစလုံးဟာကွန်ရက်ချိတ်ထားတဲ့အုပ်စုလိုက်ပြန်တမ်းနိုင်တဲ့အလားအလာလည်းရှိပါတယ်။ အထူးသဖြင့် American စစ်တပ်ဟာဒီလို user တွေကိုစမ်းသပ်နေပြီ RDX series ဟာလုပ်ငန်းမျိုးမျိုးကိုပူးပေါင်းဆောင်ရွက်နိုင်မှုအတွက်ပုံစံမျိုးမျိုးနဲ့ drone တွေကိုဖြန့်ကျက်နိုင်တဲ့အလားအလာကိုပေးပါတယ် 600m နဲ့ 700m တို့ရဲ့အကွာအဝေးကနေပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်တဲ့စွမ်းရည်ဟာ Ukraine အတွက်အင်မတန်တန်မိုးရှိမှာပါပြစ်မှတ်တွေကိုရှာဖွေပြီးရွေရှားအားတက်ရောက်မှုတွေကိုပေးဆွနိုင်တယ်သူတို့ရဲ့တာဝန်ကျချိန်အတွင်းပူကြရှိသောဝဲပြန့်နိုင်တဲ့အချိန်ဟာလည်းအလားတူပါပဲ။ တခြားလေထဲမှာဝဲပြန်နေတဲ့လက်နက်တွေလိုပဲဒီအစ်စ်မြင့် drone တွေဟာသူတို့ရဲ့ရွယ်စားနဲ့မမျှတာတဲ့အကျိုးသက်ရောက်မှုတွေကိုပေးစွမ်းနိုင်ပါတယ်။ဒါ့ပြင်မဲ့ 700m ရဲ့ကြီးမားပြီးထိုးပေါက်နိုင်တဲ့စစ်ကောင်းဟာအင်မတန်တန်ကြပ်ကာကောင်းတဲ့ယာဉ်တွေကိုတောင်ပျက်စီးစေနိုင်ပါတယ်။တစ်ချိန်တည်းမှာပဲ HF1X, HX2S, 600MS နဲ့ 700MS အစ်စ်တွေရောက်ရှိလာဖို့စောင့်ဆိုင်းနေစဉ်ယူကရိန်းရဲ့ပြည်ရင်း drone ထုတ်လုပ်မှုဟာ ကမ္ဘာ drone ထုတ်လွှတ်မှုအတွက်စံနှုန်းသစ်တွေကိုမြင့်တင်နေပါတယ်။ KF ကမော်စကိုရဲ့1.5တန်းနဲ့နှိုင်းရှင်ရင်ပြီးခဲ့တဲ့နှစ်က drone 1.2တန်းထုတ်လွှတ်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီဇင်ဘာလမှာယူကရိန်းကဝန်ကြီးဝန်ကြီးဌာနကဒီနှစ်ရဲ့ပထမဆက်တလအတွင်းယူကရိန်းကုမ္ပဏီတွေကအမျိုးအစားအမျိုးမျိုးရှိတဲ့ drone 1.2တန်းကျော်ကိုပေးပို့ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အဲ့ဒီထဲမှာပါဝင်နာတွေကတော့ညာပိုင်းလုပ်ငန်းဆောင်ရွက်မှုအတွက်တက်ဆင်ထားတဲ့ အစည်းရေ12000အပါဝင် ထောင်နိုင်ရေးဘတ်ဆောင်ရဟတ် drone 4000ကျော် shark horn နဲ့ furia mori လိုလိုမျိုး ပုံသေးအတောင်ပံပါထောင်နိုင်ရေး uav 9000 an196 ludi နဲ့ fire point model တွေအပါဝင်နက်ဆိုင်စွာထိုးစစ်ဆင်နိုင်တဲ့တိုက်ခိုက်ရေး drone 6000 nemesis cox han နဲ့ vampiro လိုမျိုးပြန်လည်အသုံးပြုနိုင်တဲ့တိုက်ခိုက်ရေး uav 2000ပြီးတော့ပြန်လည်အသုံးပြုနိုင်တဲ့ fpv quadcopter 9000ကျော်ပါဝင်ပါတယ်။ဒေတာတွင်းမှာလည်းတစ်သား drone တွေတုံးလား။စိတ်ဝင်စားစရာကောင်းတာကဒေတာတွင်းမှာထုတ်လုပ်တဲ့ drone အနည်းငယ်တော့တစ်သားနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ရုရှားမှာလည်းသူ့ရဲ့ကိုပိုင်အခြေခံတစ်သား drone တစ်ခုရှေ့တန်းမှာပုံမှန်အသုံးပြုနေပါတယ်။မော်လ်နီယာဒါမှမဟုတ်လျှက်စီးပုံသေးအတောင်ပံ FPV drone ပေါ့။ဒါပေမဲ့စစ်သား၃ယောက်ကသူတို့ရဲ့ဂျောဝိတ်ထဲမှာအပိုင်း၁၀ပိုင်းနဲ့တည်ဆောင်ရတယ်ဆိုပေမဲ့အင်မတန်ပော့ပါပါတယ် တက်ဆင်ရလွယ်ကူတယ်သူ့မျိုးစားထဲမှာဈေးသက်သာတယ်လို့သိရပါတယ်လေအားသုံးလှုပ်ဆင်နဲ့လှွတ်တင်ပြီးရင်78.6မိုင်အကွာအဝေးနဲ့မိနစ်40အထိလည်ပတ်နိုင်တယ်တနအီကိုမိုင်90အထိအမြန်တုံးရောက်နိုင်တယ်ပြီးတော့ပြန်လာဖို့ဒီဇိုင်းထုတ်ထားတာမဟုတ်ပါဘူးကိုယ်တွေကအလျားလိုက်အလူမီနီယံပြုံနှစ်ခုနဲ့ဖွဲ့စည်းထားပေမဲ့အလဲပိုင်းနဲ့အတောင်ပိုင်းတွေကိုအထက်သားနဲ့လှုပ်ထားတာဖြစ်ပါတယ်ထိန်းချုပ်စနစ်တွေ electronic စနစ်တွေနဲ့ battery တွေကိုအတွင်းပိုင်းမှာထည့်သွင်းထားပြီး နှာခေါင်းပိုင်းမှာကင်မရာတစ်ခုပါရှိက operator ရဲ့မျက်မှန်စီဗီဒီယိုကိုပို့လွှတ်ပေးပါတယ်။တိုက်ခိုက်ရေးမှာထိရောက်မှုမြင်မာတဲ့ဒီရိုးရှင်းပြီးကုန်ကြစရိတ်တက်တာတဲ့ဒီဇိုင်းကိုယူကရိန်းကအခုကူးယူနေပြီးဖမ်းမိထားတဲ့နမူနာတွေကို ပြန်လည်စမ်းစစ်ပြီးအယူအဆကိုပုံမကောင်းမွန်အောင်လှုပ်ဆောင်နေပါတယ်။အကယ်၍ယူကရိန်းရဲ့ version ဟာရုရှား drone နဲ့တူညီနေမယ်ဆိုရင်သူ့ရဲ့၅ဘီအတောင်ပံအကျဲ22ပေါင်4ချိန်နဲ့7ပေါင်အထိတိုက်ခိုက်ရေးပစ္စည်းတဲဆောင်နိုင်တဲ့စွမ်းရည်ကိုတူညီအောင်ပြုလုပ်မှာဖြစ်ပါတယ်။ ြောစရာမလိုပါဘူးဒီကာမီကာစီ drone တွေမှာ HX2 လိုမျိုးအစစ်မြစ်စနစ်တွေရဲ့ရှုပ်ထွေးမှု AI မြင့်တင်မှုနဲ့အုပ်စုလိုက်ကွန်ရက်ချိတ်ဆက်နိုင်တဲ့စွမ်းရည်တွေမရှိပါဘူးဒါပေမဲ့နှစ်ဖက်စလုံးကတလကို drone တောင်းတဲ့ချီပြီးအသုံးပြနေတာကြောင့်ဘာနဲ့လှုပ်ထားလဲဘယ်ကလာလဲဆိုတာအရေးမကြီးပါဘူးအားလုံးကအသုံးဝင်ပါတယ်ယူကရိန်းတွက်ရရှိနိုင်တဲ့ဒီ drone အသစ်တွေတဲကဘယ်ဟာကစစ်မြေပြင်မှာရောရန်သူနယ်မြေရဲ့အဝေးကြီးမှာပါအကြီးမားဆုံးအပြောင်းအလဲကိုဖြစ်စေနိုင်မလဲပြိတ္တကြီးရဲ့အမြင်တွေကိုပြောပြခဲ့ပါအောင်ခင်ဗျာ ကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ